များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီပိုင်းကတော့ပွဲချုပ်သောအချက်အစီအစဉ်ဖြစ်ပါတယ် Man City အသင်းနဲ့ Anfield အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပြောမယ်ဆိုလို့ကျွန်တော်ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်ရှုံးထွက်အဆင့်ပွဲစဉ်မှာ FIFA Club Cup ပလာပြိုင်ပွဲပါဒီပွဲစဉ်ကိုလည်းထုံးစံအတိုင်းကျွန်တော်ကိုရဲနေတော့ကျွန်တော်ညီကိုညီကကံပန်းသုံးသက်တင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်ရကိုရဲနေတော့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Man City နဲ့ Anfield အင်္ဂါမနက်တနားရီပွဲမှာကစားမယ့်ပွဲပါ Man City ကတော့ဒီပြိုင်ပွဲမှာတော်တော်ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ Man City ဘက်ကနေစလိုက်ချင်ပါတယ် Man City ကတော့ဒီ Man City ပြန်ဖြစ်လာတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော်ဒီပြန်ဘက်ကိုစိုးမိုးပြီးတော့ကစားတာအခွင့်အရေးတွေစတိုက်ဖန်တီးနေတာတွေကကျွန်တော်တို့သိရ Man City လို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့အစပွဲမှာလည်း Man City အရန်ခက်ခဲတာမျိုးကျွန်တော်မြင်ခဲ့ရပါဘောနော် AC လေးပဲကစားလာလို့ပဲနော်စင်ကိုတက်လာခဲ့တယ် တကယ်လိုရတဲ့နေရာတွေအတွက်ကစားသမားတွေကိုလည်းသူ type တဲ့ပြောင်းရွှေ့ကြီးပေးပြီးတော့ခွန်နိုင်ရတယ်။ဒါကတော့ Mercedes ရဲ့ပြောင်းလဲမှုအစလိုတော့ကျွန်တော်ပြောနေတယ်။အဓိကအားဖြင့်ပြောမယ်ဆိုရင်တော့ Quinley ကဟန်ချက်အရင်ကြီးွားတယ်။တောင်မန်တွေကပို့ပြီးတော့အသက်ဝင်လာတယ်ပေါ့နော်။ Bugatti Nori ကိုခေါ်လိုက်နိုင်တာကတကယ်အဆင်ပြေရပြ။ဟုတ်ကဲ့။တက်စစ်မရှိရင်ဒေါ်ကူလည်းကစားပေါက်တော်လေးကိုခြောင်ရတယ်။ဥတီချက်တွေဒီကစားပုံကပို့ပြီးတော့အသေးပဲရှိလာတယ်ပေါ့နော်။ ိကတော့ဒီဒေါ်ကူကမြင်ပတ်မှာနေနေပဲဆိုရင်နော်ရီကအလဲမှာဝင်ပြီးပြေးပြေးတာမျိုးအလဲမှာဘောလုံးယူပေးတာမျိုးပေါ့နော်ပြီးတော့ဒေါ်ကူပြေးထွက်မဲ့လမ်းကြောင်းတွေကိုလည်းဘောလုံးထည့်ပေးနိုင်ဆိုရင်ဒီနော်ရီမှာရှိရပေါ့နော်ဒီကစားသမားကဒီမန်စီးတီးကိုရောက်တင်ရောက်ထက်တဲ့ကစားသမားတော့ကျွန်တော်ကတော့ပြောရင်လည်း decision making လည်းကောင်းတယ်ဒီ timing တစ်ခုကိုစောက်ပြီးတော့လည်းတွဲကစားနိုင်ဆိုရင်ရှိတဲ့ခါမှာတော့ဒေါ်ကီဒေါ်ကူရဲ့ဒီကစားအားကိုပို့ပြီးတော့ကျွန်တော်မြင်လာရတယ်ပေါ့နော်မန်စီးတီးခေါ်ရတယ်မှာခေါ်ရတယ် မက်ဆီဒီခေါ်မှထဲမှာဆိုဒီရိုက်တာနဲ့နော်ရီကကျွန်တော်တော်တော်လေးသဘောကျတယ်ဒီနှစ်ယောက်ကမက်ဆီဒီတင်းကိုပို့ပြီးဟန်ချက်ညီသွားစီတယ်ပေါ့အရင်မက်ဆီဒီပြန်ပြီးတော့ဖြစ်သွားစီရေလို့တော့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဖလားလက်မဲ့ယာဒီကိုပန်ဆိုင်ခဲ့တဲ့ဂွာဒီယိုလာနေတဲ့ဒီကလပ်ကပါဖလားမှာတော့ဒီအဆင့်လောက်နဲ့ရသက်ချင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါမက်ဆီဒီကတော့တော်တော်ကောင်းနေပါတယ်အုပ်စုတွင်3ပွဲလုံးနိုင်တယ်ဒါနောက်ဆုံး2ပွဲမှာဆိုလို့ရှိရင် AA ကို6ဂိုးကိုမရှိနဲ့နိုင်တယ်ဂျူဗင်တက်ကို5ဂိုး2ဂိုးနဲ့နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ခြေစွမ်းတော်တော်ငြိမ်လာဖို့ တွေ့ရတယ်။ဒါကိုယ်လေးတော့ဒီဘယ်တော့ခံကစားမှအကြောင်းပြောရတဲ့အခါမှာကျွန်တော်ကတော့ကွင်းလေလူတွေဘက်ကိုကျွန်တော်ကပြောစင်တယ်ပေါ့နော်။ဘယ်လိုလဲဆိုတော့ချာကီနဲ့ဒီရိုက်ဒါစ်ပေါ့နော်။သူတို့ညကိုခေါ်လိုက်တာကမန်စီးတီးအသင်းကိုတဆင့်မြင့်တင်ပေးလိုက်တဲ့လိုမျိုးဖြစ်သွားတယ်လို့ကျွန်တော်ခံစားရတယ်။အဓိကမန်စီးတီးမှာဆိုလို့ရှိရင်ဒါအဆန်းထွင်ရတာကြိုက်တဲ့အနီးဘက်ဂွာဒီယိုလာရဲ့အကြိုက်ဖြစ်သွားတယ်။ဒီအသင်းကလက်ရှိမှာဆိုလို့ရှိရင်ကွင်းလေ၃ယောက်ပေါ့။ ကွေးလေ၃ရောက်တန်းကအရန်ကိုအရေးကြီးတယ်ဒီအသွဲဖက်တွေကဒီသေးရဲ့အဓိကလို့ဖြစ်နေတယ်ပြောမယ်ဆိုလို့ရှိရင်အုတ်စုအဖွင့်ပွဲမှာသူတို့သုံးခဲ့တဲ့ကွေးလေ၃ရောက်က Riser ရဲ့ Chucky ရဲ့ Foden ရဲ့ပေါ့နော်ဒုတိယပွဲကျတော့ Gonzalez ရဲ့ Bernardo Silva ရဲ့ Gundogan ရဲ့ကိုသုံးတယ်နောက်ဆုံးပွဲကျတော့ Rodri ရဲ့ Rinster ရဲ့ Bernardo Silva ရဲ့သုံးတယ်တပွဲနဲ့တပွဲသုံးရတာလုံးဝမတူဘူးဒါပေမဲ့အသွဲဖက်တိုင်းကလည်းကောင်းတယ်ဒီနေရာမှာတောင်ပိုင်းတိုက်စစ်ကစားသမားတွေရဲ့ သူတို့ရဲ့ပေါ့နော်တိုက်စစ်ကိုတိုးဝင်နေသူတို့ရဲ့ခြေစောကောင်းနေတဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့မက်ဆီသင်းရဲ့ကွင်းလေကြီးအရင်ကောင်းသွားတော့ကျွန်တော်တို့တွေ့ရတယ်ဗျာနောက်တစ်ခုကပြောမယ်ဆိုလို့ရှိရင်အသင်းကနှစ်သင်းစာတော့မကောက်ဘူးတကယ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လူစင်းရတယ်တော်တော်ကြီးကောင်းတာကိုတွေ့ရတယ်ဒီနေရာမှာကျွန်တော်ဂွာယိုလာကိုချီးကျူးခြင်းတယ် ကျွန်တော်ဒီရာကိုကြည့်ပြီးကျွန်တော်ဘာတော့တွေးမိလဲဆိုတော့ဂွာဒီယိုလာတော်တော်ကိုတွေးတော်ပြီးတော့ပြင်ဆင်ထားတာပြီးခဲ့တဲ့ရာသီကသူ့အသင်းခက်ခဲနေတာတွေကိုသူကတော်တော်ကြီးကိုအရှိ့ကိုအများကြီးကြိုတွင်းထားတဲ့ပုံပဲဗျအခုပြင်ဆင်လိုက်တဲ့ခါမှာတော့အရာအလုံးအေးဆေးဖြစ်သွားတယ်ဒီနေရာမှာဘလို့ဖြစ်သွားလဲဆိုတော့အထောက်မှာမမုတ်ပဲထားမလားဟာလန်ပဲထားမလားပေါ့ဘသူ့ထထအဆင်ပြေသွားရပေါ့ဆိုတော့ကွေးလယ်နဲ့တောင်ပိုင်းတိုက်စစ်တွေကအရင်အဆင်ပြေသွားတာဟုတ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့မန်စီးတီးကတော့မန်စီးတီးပြန်ပြီးတော့ဖြစ်လာတယ် ဖြစ်လာတော့မယ်လို့ပဲကျွန်တော်ကတော့ပြောစင်တယ်။ကွင်းလေကကောင်းတယ်။ဒီနေရာမှာအထောင်တိုင်းစမိုးတွေပို့ပြီးတော့အေးအေးရှိတယ်ပေါ့။အဲ့တော့ဆောစီပဲပြောလိုက်မယ်ဆိုလို့ရှိရင်တော့ဒီပြိုင်ပွဲမှာမန်စီးတီးကချန်ပီယံမှန်းနိုင်ခြင်းရှိတဲ့အသင်းလို့တော့ကျွန်တော်ကတော့မြင်မိပါတယ်။ကဲဒါဆိုလို့ရှိရင်တော့အဟီလေဘယ်လေးကိုသွားခြင်းတယ်။ဒါအုပ်စုချက်ကနေနောက်ဆင့်တက်လာတဲ့အသင်းပါ။တကယ်ကိုချီးကျူးဖို့ကောင်းတဲ့အသင်းလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။အားရှာတဲ့နေထဲမှာပေါ့နော်အေလေကဘာဖြစ်လို့နာမည်အထွတ်ဆုံးဖြစ်နေလဲဆိုတာတော့ဒီပိုင်းမှာအဖြစ်ပေါ်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါနာမည်ရာဗီတာကစားသမားတွေရှိနေတာကတပိုင်းပေါ့အဲ့အသင်းရဲ့ကစားပုံကတော်တော်လေးအဆင်ပြေတဲ့အထဲမှာတော့ပါတယ် နီးပြရလဲအင်ဇာဂီဖြစ်သွားတာကလည်းအဲဒီလေကိုပို့ပြီးတော့နောက်တစ်ဆင့်ပို့ပေးလိုက်တယ်လို့ပဲပေါ့နော်။ဒါပြီးတော့ကျွန်တော်ခံစားရတယ်ပေါ့နော်။အင်ဇာဂီအတွက်တော့ဒီမက်ဆီတီနဲ့ပွဲကချန်ပီယံလိဖိုင်နယ်ကရှုံးကြွေးကိုပြန်ဆက်ဖို့အကြောင်းဖန်လာပြီပေါ့နော်။ဒါပေမဲ့အဲဒီလေအသင်းနဲ့မက်ဆီတီကိုပြန်ပြီးတော့လက်စားချေဖို့ကထင်သောတော့မလွယ်ဘူးပေါ့နော်။အဲဒီလေကမက်ဆီတီနဲ့ level တူအသင်းတော့မဟုတ်ဘူး။အားနည်းချက်တွေတော့ရှိတယ်။မက်ဆီဒီတိုက်စစ်ကိုထိန်းချုပ်နိုင်တော့တဲ့အထိတော့ခံစားကမမကျော်ဘူးပေါ့နော်ဒီရူဘင်နီးဘက်ရှိမယ်ကိုလီပါလီတို့ကန်ဆယ်လိုတို့ရှိနေပြီမဲ့ ဒီ Mercedes ကိုခံစားဖို့ကတော့ချင်းတော့တော့မလွယ်ဘူးเนาะတိုင်းနာတစ်ခုလောက်တည်းပဲသူတို့ခံစားကောင်းခံစားနိုင်လိမ့်မယ်ရက်လက်ပိုင်းရတော့ AI လေးနေနဲ့ဒီလို Mercedes ကိုအတရာသွားဖို့ကတော့မလွယ်ဘူးပေါ့เนาะအဓိကတော့ဒီပွဲစဉ်မှာ AI လေးနေနဲ့ပွဲစဉ်အတွင်းပေါ့เนาะတည်ကြဖို့စူးစမ်းတာကအဖြစ်အသင့်ဆုံးပဲလို့ကျွန်တော်တို့မြင်ပါတယ် ဟုတ်ကဲ့ပါပြောမှဆိုလို့ရှိရင်တော့ရှုံးပွဲမရှိနဲ့ဒေအစင်းထိတက်လာတဲ့အာရှကလပ်အသင်းပေါ့နော်ရှာရှာပပပါပဲအဓိကကတော့အုပ်စုအဖွင့်ပွဲမှာရီရဲပြီးတော့ဆဲဘတ်တို့ကိုတည်ရေကစားနိုင်ရလို့တက်လာခဲ့တယ်ဒီနှစ်သင်းကိုတည်ရေကစားနိုင်တာပဲကျွန်တော်တို့ချီးကျူးပါမယ်အဟီလေးကရလက်ကောင်းအောင်ကစားတက်တဲ့အသင်းနောက်ဆုံးပွဲမှာကျတော့သူတို့အနိုင်ယူခဲ့တယ်ဒါပေမဲ့ဒီလိုမျိုးတွေဆွမ်းဆောင်နိုင်ခဲ့တာနဲ့မက်ဆီဒီကိုရှင်ဖို့ဆိုလို့ရှိရင်တော့ခက်မယ်ပဲကျွန်တော်ပြောချင်တယ်အုပ်စုပွဲတော်အထက်ပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်မှာမက်ဆီဒီနှစ်ပွဲမှာသူတို့အဆင်ပြေလိမ့်မယ်ဒါပေမဲ့ဒါကလည်းတိတ်တော့မလွယ်ဘူးဒါပေမဲ့အဟီလေးမှာကဘာရှိလဲဆိုတော့ စုဖွဲ့မှုကောင်းတဲ့အသင်းဖြစ်တယ်။ Real ကိုတော့မသေးကစားထားတဲ့အသင်းကမန်စီးတီးကိုတော့အတိုင်းအတာတစ်ခုလောက်ထိတော့ခက်ခဲအောင်သူတို့လုပ်နိုင်လိမ့်မယ်။ဒါပေမဲ့အနိုင်ယူဖို့ဆိုလို့ရှိရင်တော့ မဖြစ်နိုင်ပါဘူးတော်တော်ကြီးတော့ဝေးပါတယ်ဒီအောက်စုချက်ထဲမှာလည်းတကယ်ကိုကစားခဲ့ရတယ်ဗျာဒီပိုင်းလည်းရှိတယ်ဒီလိုအချိန်နေမျိုးမှာ16သိန်းအဆင့်နဲ့တန်းတက်တာနဲ့ Man City ဆိုတဲ့အနေထားမှာတော့ Man City နဲ့အတွေ့မှာတော့ရပ်တန့်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ်သူတို့ပြောမှဆိုလို့ရှိရင်တော့ဒီအဆင့်မှာ Man City နဲ့တွေ့ရသိတ်လည်းကံမကောင်းဘူးတခြားအသင်းဆိုလို့ရှိရင်တော့ quarter လောက်ကိုမျောနေလို့ရသေးတာဗောနော်အဲ့တော့ Asha Club တွေထဲမှာတော့ဒါအဟီလေဒီလောက်ထိလုတ်ပြထားတယ်ဒီရာကိုပဲကျင်နေရမယ်ဒါပေမဲ့ဒီပွဲမှာတော့အဟီလေပြီးွားမယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ Man City နဲ့အဟီလေကိုရလက်ခံမနဲ့ပဲလေးသွားစင်းနေခံမန်းပေးပါဦးဒီပွဲ ွဲစဉ်မှာတော့အိမ်လေကဒီကျွန်တော်တို့မျှော်လင့်သားတလောက်ပေါ့နော်ဒီခက်ခဲကြီးမက်ဆီဒီကိုလွတ်နိုင်မယ်ဆိုတော့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်မက်ဆီဒီကတော့အခုချိန်မှာခြေစောင်းပိုင်းကလည်းပို့ပြီးတော့တည်ငင်လာတယ်အရင်မက်ဆီဒီလည်းပြန်ပြီးဖြစ်လာတဲ့အခါမှာတော့ဒီပွဲစဉ်မှာလည်းမက်ဆီဒီကတည်ငင်နဲ့ပဲနောက်တစ်ချိန်ကိုတက်သွားမယ်လို့ကျွန်တော်ကတော့ယူဆတယ်ကိုရလည်းနေနေကတော့မက်ဆီဒီတင်းရအိမ်လေတင်းကိုနှစ်ဘိုးခုံးဖြစ်ဆိုတဲ့ရလည်းနဲ့အနိုင်ရရှိသွားမယ်လို့ခံမှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီပွဲစဉ်မှာတော့မက်ဆီဒီပဲရွေးပါတယ်ကိုရလည်းထုံးနဲ့အမြင်တူတယ်ဒါပေမဲ့ကျွန်တော်ကအဲဟီလေတင်းကိုတကိုးလောက်များ ပြန်ရမလားဗောနော်ကျွန်တော်ကဒီလိုလေးတွေးတဲ့ခါမှာတော့ကျွန်တော်က Man City အနိုင် Man City ကအဟီလဲကို2ဂိုး2ဂိုးနဲ့နိုင်မလို့ကျွန်တော်တို့ခံခံထားပါဗျာโอเคပါဒီပွဲစဉ်ကတော့ Man City နဲ့ AH လည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီကိုနေအောင်စလုံးလဲ Man City ရွေးချယ်ထားပါတယ်ဒါ Man City နောက်ဆင့်တက်မယ်လို့ခံမှန်းထားတာပါအဲ့တော့ကျွန်တော်တို့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ The Premier Sport ရဲ့နောက်လာမယ့်အားသာစီစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်တို့ဒီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံးသွေးကြပါသေးလို့ပြောရင်လည်းညီအစ်ကိုလေးကနေတော့ဆက်လိုက်ရပါတယ်ဗျာ